တရားချစ်ခင်သူတော်စင်ပေါင်းလို့ရှင်အခုချိန်ကစပြီးဆရာတော်ဓမ္မဒုတာအရှင်စေကိန်းကဟောကြားတော်မူအပ်သောဘုရားဖြောင်းချောင်းတစီတစောင်းအပိုင်းရှိတရားတော်ကိုနာကြားရတော်မှာဖြစ်ပါလေရှင်လူတိုင်းလူတိုင်းမှာလဲရကကြီးလာတော့ကလေးဘဝဆိုတာလည်းရှိတာလူငယ်ဘဝလူရွယ်ဘဝဆိုတာလည်းရှိတာ လေးသူငယ်လူရွယ်ဘဝကနေပြီးတော့လူလက်လူကြီးမိမိတို့လက်ရှိရောက်နေတဲ့ဘဝအချိန်အထိရှိနေကြတာဘဝအချိန်အထိကိုဖြစ်ခဲ့တာတွေအများကြီးရှိကြတာကိုဖြစ်ခဲ့တာတွေကိုသိတာဘုံဘုံတို့အခုတပိုင်းစီတပိုင်းစီတပိုင်းစီပြောပေးနေတနေ့မှတစ်ခါကြုံရတဲ့အကြောင်းတနေ့မှတစ်ခါကြုံရတဲ့အကြောင်းအဲဒီအရွယ်မှာတနေ့နဲ့တနေ့နဲ့ပိုင်းပိုင်းပြောနေတာပေါ့ အမှန်ကတော့ပြောစရာတွေကတော့တနစ်ထဲမှာကိုပဲအများကြီးပဲပြောစီ။နောက်ဆိုရင်တော့အဲဘယ်နှစ်လောက်ကဘလို့ဖြစ်ခဲ့တာလို့ပြောပြမိနေတူတယ်။အခုကြတော့၄တန်းပေါ့လေ။၄တန်းဆိုတော့၉နှစ်ပေါ့။ဒီပေါ်လေး၇တန်းဆိုတော့၃၆နှစ်ဖြစ်တာ။၄တန်းဆိုတော့၉နှစ်ပေါ့။၉နှစ်ဆိုတဲ့အရွယ်ကိုကြည့်။ကလေးမှတကယ်ကလေး။ ကလေးမှတကယ်ကလေးပဲကဲကလေးဆိုပေမဲ့ဖခင်ကိုရမြတ်ကြီးရဲ့သာသနာတော်မှာခုနှစ်နှစ်သားနဲ့ကိုရင်လေးတွေဖြည့်ပြီးတော့ယဟန္တာဖြစ်သွားကြတဲ့အရှင်မြတ်ကြီးအများကြီးပဲကိုနှစ်သားဆိုရင်တော့ယဟန္တာဖြစ်ခွင့်ရတာပေါ့လေတချို့ဆိုရင်စာထဲမှာဆရာသမားတွေပြောတယ်ငါနဲ့တန်လေးနဲ့တော့ယဟန္တာဖြစ်တယ်ငါနဲ့တန်ထက်ငယ်ပြီးတော့တော့မဖြစ်နိုင်ဘူးပေါ့လေဘာဖြစ်လို့လဲဆိုတော့ဟရိယဝတ္ထုယုတ် ဒီစိတ်တက်အင်အားကြီးစိတ်တက်အင်အားတွေကိုအမိခံနိုင်ဖို့ဟရိယဝတ္ထုအားကောင်းမှဖြစ်တာနှလုံးသားဆိုတာကဒီစိတ်တက်ရေရာတွေရဲ့မိခိုအားထားသူမီအမိတဲ့ပြည့်တဲ့နေရာကိုအဲနှလုံးသားတွေငါနဲ့တန်းထက်ငယ်လို့ကတော့တရားသူမရနိုင်ဆံဘူးပေါ့လေအခု9နှစ်ဆိုတော့9နှစ်အရွယ်သားတွေတမီးတွေ9နှစ်အရွယ်ကလေးသူငယ်တွေဟာ အခု10နှစ်ကစပြီးနောက်ပိုင်းဆိုတဲ့ပုံကိုယ်တွေဟာကိုနှစ်အရွယ်ကိုဖြတ်တန်းလာခဲ့ဘူးတဲ့သူတွေကြီးပဲကိုနှစ်အရွယ်ကိုဖြတ်တန်းလာခဲ့ရတဲ့သူလာခဲ့ကြတဲ့သူတွေကြီးပဲအဲကိုနှစ်အရွယ်ကိုဖြတ်တန်းလာတဲ့အချိန်လုံးကကိုဘာမှမိခဲ့တယ်လေအဲဖုံဖုံတို့မှတ်မိတာကတော့အဲအရင်တခါပြောခဲ့တဲ့ဖုံဖုံတို့ဖုံဖုံတင်ကြောင်းမှာငွေရမ်းနေတယ်တဏှာနဲ့တန်း၃တန်း၄တန်းက ထုံမှုရွာထုံမှုရက်ွက်ကမူလာတန်းကျောင်းမှာနေတယ်။အဲ့ဒီမှာလေးတန်းအရွယ်မှတ်မိတယ်လေးတန်းကျောင်းစင်ကြီးဆိုကျောင်းစင်တာပေါ့။မုံစားစင်ကြီးဆင်းတယ်။ကျောင်းစင်ကြီးဆင်းတယ်။ကျောင်းစင်ကြီးအိမ်မပြန်တော့ဘူးလေထမင်းတုံးနဲ့နေကုန်ကျောင်းကိုစားကြတော့ကြ။အဲ့ကျောင်းစင်ကြီးမှာအဲမြင်သာအောင်ပြောရင်အသားကျောင်းကြီးကနှစ်ထပ်ကျောင်းအိမ်သားလေးကဟိုဘက်ဘေးမှာရေကန်ကြီးကဒီဘက်ဘေးမှာ ပဲပဲပြီးညာပဲပြီးပေါ့ရှိမှအလန်တိုင်းကြီးနဲ့လန်တိုင်းရှိမှတန်းစီလန်တိုင်းရှိမှဘလုံးကွင်းရှိအဲ့ဒီနှစ်ကမမိပါသေးတယ်တကြောင်ဝင်းလုံးကိုနှစ်တလမအသားတွေနဲ့ဝင်းခတ်ကြဖုံမုံတို့ခမီးတော်ကြီးဖုံမုံတို့အဖေရဲ့အကိုပါပဲဘဘလေးကလက်သမားဆရာသူပဲခတ်တာပါပဲလက်သမားဝင်းနေရန်ကြီးလက်သမားတစ်ပတ်ကြီးဝင်းနေရန်ကြီးခတ်တကြောင်လုံးအဲတန်ရအမှန်ကတော့ဝင်းနေရန်ခတ်ပြီး အဘွားအပြင်နှစ်တလက်မအဲတန်းကသုံးတလက်မဓမ္မမောရင်သုံးနှစ်သုံးတလက်မပေါ့လေကြိုက်တာအဲ့ဒါကိုရိုက်ပြီးလို့ရှိရင်တန်လေးတွေထွက်ထွက်နေတဲ့အဖျားကတမတ်လောက်ထွက်နေအဲ့ဒါလေးကိုကောက်ထားလိုက်ရနှလုံးမကွယ်နဲ့ရိုက်တော့ငါမှုထွက်တာပေါ့တမတ်လောက်ပဲထွက်တာအဲ့ဒါလေးကိုကောက်ခဲ့တာလည်းရှိတယ်မကောက်ခဲ့တာလည်းရှိတယ်ပေါ့လေမင်းတော့မကောက်တာများပါလေအဲအကြောင်းကြီးကလုံးအပေါက်ကမှဝင်းနေရံကအသားရကားကြီးနဲ့ ဒီတွေတွေအကြောင်းဝင်နေမှာဘလုံးဝင်ကလေးတွေဘလုံးကစားတာမဟုတ်ဘူးဟိုဘက်တစ်ဖွဲ့ဒီဘက်တစ်ဖွဲ့အာဘလုံးကန်ရတာပေါ့အဖိုးတိမ်ကြောင်းကလေးကဘလုံးကန်လာတာယောက်ျားလေးပဲဘလုံးကန်မှာပေါ့ကန်ပေါ့လာလာတနေ့ကြတော့ဘုံဘုံလို့ကျောင်းဝင်နေကစားနေကြရင်လည်းနမတကောင်ဝင်လာအဲ့ဒီတော့ကတော့ဟိုခုမှဘဟုတုတ္တနဲ့ပြန်ပြောရင်နံပါတ်မှာပေါ့တားပေါက်မွေးထားတာပြီးကစားနံပါတ်မှာ နမနမလေးပါလေဘယ်သိမှာနော်အဲ့ဒီအွေတော့အဲ့ဒီအဖြစ်ပြက်လေးကိုခုထိပြန်မြင်တယ်ခုလိုပြောလိုက်ရင်ကိုအိုးအဲ့ဒီနမကြီးလည်းပြန်မြင်တယ်နမနမလေးဘုံမလို့ဘလုံးကန်နေတာလည်းမြင်တယ်ကျောင်းသားတွေရောကျောင်းသူတွေရောဟိုဈေးတန်းမှာလည်းပဲအပေါက်ကမကြည့်ပင်အောင်မှာဟိုဘက်တိ3 4ဆိုင်ဒီဘက်3 4ဆိုင်ဆိုင်တွေဖွင့်ထားတာလည်းရှိอืมလူတွေဟာတခါတလေကြာတော့ကိုစဉ်းစားခဲ့မြေ အဲ့ဒီအဖြစ်အပျက်ကိုအကြောင်းပြုပြီးအဲ့ဒီတုန်းကစဉ်းစားခြင်းမိတာမျိုးအခုနောက်ပိုင်းပို့စဉ်းစားတာကပို့ပြီးလေးနဲ့လာတာလူတွေတရားနဲ့တရားစိတ်ဓာတ်မတူတာတော့သိတယ်လက်ခံတယ်နားလေရုပ်လည်းမတူအမူအရာလည်းမတူစိတ်ဓာတ်လည်းမတူဒါပေမဲ့စိတ်ဓာတ်ကောင်းလေးတို့တော့ရှိလိုက်ကြပါလားလို့အဲ့လိုစိတ်ထဲမှာခဏခဏဖြစ်နေအဲ့ဒါကငယ်တုန်းကဖြစ်တတ်တယ်အခုနောက်ပိုင်းပို့ဖြစ်လာအခုလုံးစိတ်ဓာတ်ကောင်းလေးကြီးပဲရှိလိုက်ပါလားအခုလုံးစိတ်ဓာတ်ကောင်းလေးကြီးပဲဖြစ်လိုက်ပါလား ဟိုကိုယ်လည်းစိတ်ဓာတ်ကောင်းဖြစ်ခြင်းနဲ့စိတ်ဓာတ်ကောင်းရှိခြင်းနဲ့ကိုယ်နဲ့နှီးဆက်တဲ့သူတွေလည်းစိတ်ဓာတ်ကောင်းဖြစ်စီခြင်းနဲ့ရှိစီခြင်းဖြစ်လိုက်ပါလားလို့အဲ့လိုအဲ့လိုပဲစိတ်ထဲကတွေးတယ်။အဲဒီမဖြစ်ကြတာတွေလည်းရှိတယ်။အေးပေါ်လေးတူးနဲ့တူးကစိတ်ဓာတ်တွေကမတူကြတော့ခက်သားလား။ဘုရားမြတ်စွာဘုရားသနာတော်မှာရှင်ဟန်းဘဝရောက်လာ။သန္တနာပေါ်မှာယဟန်းဘဝဖြစ်ဒီလက်သမารီပညာဖြည့်ခြင်း ရိယတိဓမ္မစာရိပိရိသင်လို့ပฏิပတိဓမ္မကျင့်ကြံကြိုးကုပ်အားထုတ်လို့ပฏิဝေဒဓမ္မမဉ္ဉံပူဉ္ဉံနိဗ္ဗာန်ရဖို့ကြိုးစားလာကြိုးစားလာတဲ့အခါဒီစာပေပရိယတိသင်အံလေးကျင့်တော့မအောင်ကြည်စမ်းအန်စရာကောင်းတာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မှာဆရာတော်တန်ခါတော်ဒီဘက်ကလည်းအမျိုးကိုစုံနေတာတခါတကမဒီဘက်ကလည်းအမျိုးကိုစုံနေတာ လူတွေကကောင်းတဲ့လူလည်းရှိသလိုမကောင်းတဲ့လူလည်းရှိတာပါပဲတတိတတိတိုင်းကောင်းသလားဆိုတော့ကောင်းတဲ့တတိတွေရှိသလိုမကောင်းတဲ့တတိတွေလည်းရှိဆရာဆရာတိုင်းကောင်းသလားဆိုတော့ကောင်းတဲ့ဆရာတွေလည်းရှိတယ်မကောင်းတဲ့ဆရာတွေလည်းရှိတို့ရတာပေါ့ဇတ်တော်တဲ့တို့ဘာတို့ဒီသာသနာပေါ်မှာရှင်မင်းတွေလည်းပဲကောင်းတဲ့ရှင်မင်းတွေရှိသလိုမကောင်းတဲ့ရှင်မင်းတွေလည်းရှိစေတူကြီးတွေမူကြီးမတ်ကြီးတွေလည်းပဲကောင်းတဲ့သူတွေရှိသလိုမကောင်းတဲ့သူတွေရှိတယ် အေးအဲ့ဒါကြီးကိုစိတ်ထဲကနေအကုန်လုံးကောင်းနိုင်ကြပါလားအကုန်လုံးကောင်းနိုင်ကြပါလားလို့ဖြစ်မိတာအမှန်ဖြစ်မိတာအမှန်အထူးကအဖြစ်ဘယ်နေရာသွားသွားတွေ့တုံးဆိုတော့ဒီတဦးတယောက်ဒုက္ခရောက်တဲ့အခါမှာကိုစွန့်နိုင်ရင်ကုကြပါလားစွန့်နိုင်ရင်ကုကြပါလားဆိုပြီးစဉ်းစားတာကနောက်ကြမှာပေါ့လူတွေတယောက်နဲ့တယောက်ကုညီကြပါလားဘာလို့ကိုယ့်ဘက်ကြီးပဲကြည်နေကြတာတော့ဘာလို့ကိုယ့်ဖို့ကြီးပဲကြည်နေကြတာတော့ခဏခဏပေါ့ ိုးကွာကိုစိန်နဲ့ထိုင်နေရပြီးရောအဲဟိုဘက်ကဘသူဘာဖြစ်နေလဲတော်သူချော်လဲရုံမကလို့ဘာဖြစ်နေလဲထူပေးခြင်းစိတ်အောင်မရှိတဲ့သူတွေကတကူအဲအဲ့ဒါတွေကိုစိတ်ထဲတော်တော်လေးခံစားရကိုထူနိုင်ထထူပေးလိုက်ဘူးခုတော့အဲ့လိုတွေကနည်းလာအဲအဲ့ဒါတွေကိုစိတ်ထဲမှာဘာလို့ဖြစ်ရတာလဲဆိုတော့အဲ့နွားမယူဝင်လာတာနမရမ်းမယူဝင်လာတာကကျုံနဲ့အတွေ့အကြုံကြောင့်ဖြစ်လာတယ်လို့ပြောရမှာ လေးတန်းဆိုတာကဘုံဘုံတို့မကြည့်ဘလုံးမွေးတပွဲမှာအရင်တစ်ခါပြောခဲ့တဲ့ဘုံဘုံလေးအကြောင်းလုံးကဟာဘလုံးမွေးတပွဲမှာတော့ခေါင်းဆောင်ဆိုတာရှိတယ်ဘလုံးသိန်းတစ်သိန်းမှာအခုတန်းတန်းမှာလည်းတန်းကိုအတန်းနဲ့ကိုခေါင်းဆောင်ရှိမှာပဲရှိတာပဲနှစ်တန်းမှာလည်းနှစ်တန်းသူတန်းနဲ့သူခေါင်းဆောင်ရှိတာပဲမော်နီတာဆိုသုံးတန်းမှာလည်းရှိတာပဲလေးတန်းမှာလည်းရှိတာအခုလေးတန်းအရွယ်ကြတော့မူရာတန်းเจ้าမှာလေးတန်းဆိုတာပြောရင်တော့ရည်ရမှာ အထက်တန်းကျောင်းမှာ၁၀တန်းကလူကြီးဖြစ်တယ်လို့ဒုတိယတန်းကျောင်းမှာလည်း၄တန်းကလူကြီးပဲကိုလူကြီးပဲဆိုတဲ့စိတ်ရှိတယ်ဘုံဘုံလည်းအဲ့ဒီတော့ကတကယ်ကိုလူကြီးပဲစိတ်ရှိတာလူလိုက်ကိုနေခဲ့တာကိုသိတာပေါ့၄တန်းကိုနေခဲ့တာထောင်း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 လောက်တဲ့လူကြီးတော့မဟုတ်ဘူးနော်ဘုံဘုံအဲ့လိုမျိုးမဖြစ်ချင်မဖြစ်ဘူးလူကြီးဆိုတဲ့စိတ်ကဘယ်လိုနေရာမျိုးပြောတာလို့ဆိုကဲဘုံလုံးကန်နေကြ၄တန်းဆိုတော့ကိုနှစ်ကိုနှစ်က၄တန်းဆိုတော့၈နှစ်က၃တန်းပေါ့ ခုနှစ်နှစ်ကနှစ်တန်းပေါ့၆နှစ်ကတန်းတန်းပေါ့၅နှစ်ကသူငယ်တန်းပေါ့သုံးနှစ်လေးနှစ်ဆိုမူဂျူပေါ့ကြည့်လေမူရတန်းကြောင့်မငယ်တန်းလည်းရှိတယ်၅နှစ်၅နှစ်၆နှစ်ခုနှစ်နှစ်၈နှစ်၉နှစ်တဲ့အမေကွာလူကြီးပေါ့လာလာအဲ့ဒီမှာနွားမရောက်ဝင်လာပြီးတော့ပြန်ထွက်လို့မရသူကတော့ပြန်ထွက်မရတဲ့ထဲဟိုကြောင်းသားတဘာဝကလေးတွေဆိုတော့ဒီပျော်တာပေါ့ကြောက်တယ်ကြောက်တယ်ဟိုဘက်ကနေအုပ်စုမကြီးပင်ကြီးတွေရရှိတော့ကြွယ်လိုက် ငောမဒီမောင်းထုတ်လိုက်ဒီဘက်ကနေမောင်းထုတ်လိုက်ဟိုဘက်ပြေးလိုက်ဟိုဘက်ကမောင်းထုတ်လိုက်ဒီဘက်ပြေးလိုက်အိုးငောမနမရမရတပြောင်းလုံးကိုပတ်ချကိုလဲနေတာပြောနေကြတာပေါ့ဆရာဆရာမတွေဟေးခေါင်းလေးဒီဘာလုပ်လဲမောင်းထုတ်လိုက်အပြည့်ဆုံးဟုတ်ကဲ့မောင်းထုတ်ပါတယ်អော်ပြီးတော့လေအပြော့ဒီဘက်ကမောင်းထုတ်လိုက်ဟိုဘက်ကမောင်းထုတ်လိုက်နမရမရစိတ်တွေတိုးလို့အဲ့ဒါနေဘုံကဘာလုပ်အောင်လဲစဉ်းစားတာကိုလေးတန်းចောင်းသားတွေလိုက်ကြည့်တော့သူတို့လည်းပဲအပြိုနဲ့မောင်းထုံနေကြတာ မမှုထုံလို့မဖြစ်ဘူးစိတ်သေးကစိတ်သေးအဖြစ်သွားလိုက်တယ်ငွေတွေကလေးတယောက်အောင်များ ခွင့်ရင်ဘယ်လိုလုပ်မလဲဘူးလက်လို့ဖြစ်နေတဲ့အချိန်မှာပဲဖြစ်လိုက်တဲ့အချိန်မှာပဲဗျက်ဆိုနွားကပတာဝန်းနေရဘက်မှာကက်နေတယ်ဒီတန်းနဲ့တန်းကလေးတွေစီပြီးတာဟာပြီးတော့ကလေးတွေဆိုတော့ပြန်မချောက်နိုင်ဘူးလေကြောက်နေတာဟာအတင်းအဲ့ဒီပြီးတော့ဖုံဖုံတွေကတိတ်မကွာဘူးပြီး20 30လောက်ကွာဖုံဖုံကသူတို့ဝိုင်းချောက်တဲ့ထဲမှာမပေါ့ အသာကြီးနေတာသူတို့ဝိုင်းချောက်နေတာ။ဩအဲ့ဒါနဲ့ပြက်စုကလေးတွေကိုခွေ့ကျင်တာဗော နမရ။အန်စရာကောင်းတာဒီနမကဘလို့နမလဲမသိဘူး။ပိမ့်ပိမ့်နွမ်းမွေးထားပြီးတော့နမအကျိုးပေါက်တာတော်တော်ရှား။ဒီနမပိမ်မှာဂျိုးပါတယ်ဂျိုးလေးကဘလောက်ရှိမှတော့လက်သုံးလေးလုံးလောက်ဂျိုးလေးပေါ့တဲ့အဲ့ဒီလည်းပြီးရောအဲ့ဒီကလေးတွေကိုခွေ့မှာစိုးတာစိတ်ကဘလို့ဖြစ်တော်မှန်ဝင်လို့အတင်းပြေးပြီးတော့လေအဲ့ဒီကလေးတွေရှိကိုသွားရက်ရင်းနဲ့ ိုလည်းအရက်နွားကလည်းအရောက်အဲနည်းနည်းငါလေးတဲ့ငါလူကြီးဆိုပဲစိတ်လဲပါသလားမသိပါဘူးဒီလောက်ကြီးတဲ့နမတန်းကိုကိုလေးတဲ့ကိုနည်းကဘယ်လိုလုပ်နိုင်ပြေးလေလာရောကိုယ်ကလည်းပဲအမလေးခေါင်းလေးအမှန်မိသေးတယ်ပြန်ကိုကိုပြန်မြင်တယ်ဘုံကအတားလေးခေါင်းလေးလည်းဆောင်တကလေးဆောင်သူကဒီလိုစိုက်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 ပြီးတော့နွားခွေတာမြင်မှုမှာပါခေါင်းကြီးကိုအောက်ဆိုင်လာတော့တိတ်ခုံစရာမလိုဘူးလေအဲ့ဒါသူခွေမဲ့ကလေးစီလည်းခွေမဲ့လို့ကိုကဖြတ်ပြီးတော့ဂျိုးနှစ်ဖက်ကိုလက်နှစ်ဖက်နဲ့ကင်လိုက်တယ် လာလာနွားကိုကင်မန်းသိတာမသိတာမသိဘူးဘသူဖြစ်ဖြစ်ခွေမှာ ਉ မြောက်ချတာကိုကမြောက်တက်သွားကိုကမြောက်တက်သွားတာမြောက်တက်သွားတာဟာပါပါတယ်လီတဲ့ပါပါတာမဖြုတ်ဘူးလီဘာဖြစ်လို့ဆိုနွားခွေတာဒီချုံနဲ့ဂျုံနဲ့တာကလေးတွေချိန်မလို့တော့ကိုနဲ့တိုက်ရင်နေဘာတွေခေါင်းနဲ့မရှိဘူးလေနွားခွေတယ်ဆိုရင်ဘသူဖြစ်ဖြစ်ခွေမှာပဲကိုခွေတယ်မှန်းလဲနွားကဘယ်သိမှာကိုကအသာလေးလက်ကလေးမြောက်ပြီးတော့ကောက်အကန်လိုက်မှာမြောက်ပါသွားတာ မြောက်ပေါ်တော့တန်းလန်းတန်းလန်းနဲ့ပါသွားတာပေါ့ဒီတပတ်တိုင်ထားတာဆုံးအဲ့ဒါပြီးလဲငွားလေအောက်မချတော့ဘုံဘုံကလည်းအဲ့ဒါတန်းလန်းကြီးပါသွားတာတော့ဘလောက်ထိကြောက်စရာကောင်းလဲလာလာအဲ့ဒီနမကသူ့ဂျူမှာဘုံဘုံပါနေတော့သူ့လက်ခေါင်းကြီးလေးနေတော့နေအတင်းဝင်းနေရံဘက်ကိုသူ့ဝင်းနေဘက်ကိုတို့တော့ဝင်းနေရံကစောစောကပြောတော့အောက်တတန်းအလေတတန်းအထက်တတန်းသုံးတန်းရှိအဲ့ဒီနမခေါင်းနဲ့ဘုံဘုံကြော်နေအဲ့ဒီဝင်းနေရံအလေတန်းနဲ့အံ့ရအတင်းအာရမလေး အဲ့ဒီသူ့ခေါင်းကြီးနဲ့သူ့ဂျိုကြီးနဲ့အဲ့ဒီဝင်းနေရနဲ့ခွေကပ်ခွေကပ်ခွေတော့အသားနဲ့နွားကောင်းတဲ့ဂျားထဲမှာလीညံ့နေတာအေးအဲ့ဒီကြတော့မှဆရာဆရာမတွေရောဟိုမုန်းဆိုင်ကလူတွေရောလာပြီးတော့နွားမောင်တော့မှပြုတ်ကြလာလာကံကောင်းခြင်းတော့ကိုကျော်နဲ့တိုက်တဲ့တန်တွေကဟိုဗါလဲတမတ်ငါးမှုထွက်မဲ့ဟာတွေဟာမုံမွေကြောင်းကြီးကြိုးကြီးစုပြီးအကုန်ပေါက်ပြဲကုန်ပါဘော။အော်အဲ့ဒါလေးတော့အမှန်ရတယ် ကြည်စမ်းဖုံးဖုံးတို့လည်းဖျားလောင်မဟုတ်ပါဘူးဒါပေမဲ့ဖျားရှင်ကိုတော်မြတ်ကြီးဟာဘုသူနှခအနေနဲ့အလောင်းတော်ဘဝပါရမီဖြည့်စင်လုံးကဘဝစရတန်တရာရှိလုံးအာကြီးလို့နိမ့်တုံမြင့်တုံနဲ့ကျုံရရတဲ့အခါမှာခွေးဘဝရောက်ခဲ့ဘူးလေအဲ့ဒီခွေးဘဝတဲတောင်မှခွေးကောင်းဆောင်ခွေးဘဝတဲမှာခွေးကောင်းဆောင်ဆိုတာအကောင်ကြီးထွန်းလို့ဟိအဲ့လိုမဟုတ်ယုံကြည်ချောလို့ဟိခွေးရပူဝါလို့ဟိအဲ့လိုမဟုတ်အဲ့ဒီခွေးတတ်တော်ဝါတွေ ရှင်မင်းရဲ့ယထာသရေနီကုန်းတွေကိုကြိုက်လို့ဆိုပြီးတော့ခွေးတွေတက်တယ်။ကြားဟုတ်ကြပါလဲဒီဇက်တူကြီး။ဒါဘုရားရှင်ကိုတော်မြတ်ကြီးရဲ့အလုံးတော်ကခွေးဖြစ်ပါလျက်နဲ့ကိုနန်းသွင်းဝင်ပြီးဒီကိစ္စရှင်းလာ။သူ့အမျိုးအနွယ်သူစောင့်ရှောက်တာပေါ့။ခွေးဖြစ်တော့လဲခွေးဘဝအမျိုးအနွယ်တွေစောင့်ရှောက်တယ်။လူဖြစ်တော့လဲလူအမျိုးအနွယ်တွေကိုစောင့်ရှောက်တယ်။တကယ်ပြောတော့ဘုရားရှင်ကိုတော်မြတ်ကြီးရဲ့အလုံးတော်ဘဝဖြစ်စဉ်မှာစိတ်တတ်တော်ကြီးကိုကား ဒုက္ခဆင်းရဲနေတဲ့တတ္တဝါတွေကိုစောင့်ရှောက်မယ်ဆိုတဲ့စိတ်ဓာတ်တော်ကြီးရှိတယ်။အကုန်လုံးဖျားလောင်းတော့မဖြစ်နိုင်ပါဘူးကွယ်။ဖျားလောင်းလို့တလောကလုံးကိုတော့ဘယ်သူမှမစောင့်ရှောက်နိုင်ပါဘူး။အဲ့တော့အဲ့လိုမစောင့်ရှောက်နိုင်ပြီမင်းတို့ကိုယ်အနီးအနာကိုယ်ပတ်ဝန်းကျင်ကိုယ်အပိုင်းအဝိုင်းဟိုဖုံးဖုံးလေးတန်းကလေးကလေးတန်းမှာမူလတန်းကြောင့်လေးတန်းမှာဖေးကိုယ်အကြီးဆုံးဆိုတဲ့စိတ်သက်ဝင်သွားတော့အကုန်ကြီးတာမဟုတ်ဘူး။ပြုတ်ချိုးတာမဟုတ်ဘူးလူဝတာမဟုတ်ဘူး။အဲ့စိတ်သက်ကြီးစီခြင်းတာ။ စိတ်သက်ကြီးပြီးတော့ဘေးနေရာမှာဘယ်သူဒုက္ခရောက်မလဲကိုချားဝင်းကယ်ပေးရမှာဝင်းကူပေးရမှာကိုနိုင်တယ်လို့ပေါ့အဲအဲ့ဒီစိတ်သက်ကလေးတွေကိုရှိစေခြင်းဟောတာသနာဖောင်းရောက်လာတော့ဘုရားရှင်ကိုရောင်မြတ်ကြီးအလောင်းတော်အကြောင်းလေးသိရအရှင်သာရိပုတ္တမထေရမြတ်ကြီးအလောင်းတော်အကြောင်းလေးသိရအရှင်မကတ္တဗမထေရမြတ်ကြီးအလောင်းတော်တွေသိရဘုရားရှင်ကိုရောင်မြတ်ကြီး ਨੇ ပါရမီဖြည့်ဖို့ဖြည့်ပဲပုဂ္ဂိုလ်ကြီးရဲ့အလောင်းတော်ကြီးရဲ့ဘဝဘဝအကြောင်းလေးသိရတော့စိတ်ထဲမှာကြည်နူးလိုက်တာ အိုးသူတော်ကောင်းကြီးတွေဆိုတာဒီလိုစိတ်သက်ကြီးတွေရှိကြတာကိုသူတော်ကောင်းဖြစ်ချင်တဲ့သူတွေကဒီလိုစိတ်သက်ကြီးတွေကြည့်ရမှာကိုအော်ကိုလွတ်လွတ်လပ်လပ်နဲ့ကိုလွတ်ရင် ပြီးရော ကိုချမ်းသာရင်ပြီးရောအဲ့လိုမနေနိုင်ကြပဲကိုအဲ့လိုမနေနိုင်ကြပဲကိုတခါတလေကိုကိုကိုလည်းငါနေရာတကာများဝင်ပါမိသလားလို့အဲ့ဒီအကြောင်းကတော့နောက်ကြမှာအဲ့ဒီအတွေ့ကပြော့ပြပါဘူးလေတံကလေးကကိုယ်ကအဲ့လိုဝါသနာပါပြီးအဲ့လိုလှုပ်လာနေတာဆိုတော့ဘယ်နေနိုင်မှာတော့ဒီလိုလှုပ်တော့ကိုမသွားရင်ဟိုကလေးတွေဘယ်လိုလှုပ်လဲ ။ဟာအရှင်ဘုရားမသွားလဲငယ်တုန်းကအရှင်ဘုရားဝင်မလို့လဲသူခွေးဒီမှာခွေးမှာပါပြောလို့ဘယ်လိုလုပ်ရမလဲ။ရှစ်တဲ့တဲ့သွားနေပြီလေ။ဟောလူတွေတယောက်နဲ့တယောက်ကိုအားဆွမ်းရှိသလောက်သူများကို ကာကွယ်ရင်ကိုအားဆွမ်းရှိသလောက်သူများကိုစောင့်ရှောက်ရင်ကိုအားဆွမ်းရှိသလောက်ကိုအားအဆွမ်းရှိသလောက်သူများကိုဖေးမှကူညီစောင့်ရှောက်အန္တရာယ်ကြီးအောင်လုပ်ပြီးဘလောက်ကောင်းလိုက်မလဲစိတ်ထဲမှာဖြစ်မိတာလားအော်မိမိတို့တို့တွေလည်းနားထောင်နေတဲ့သူတွေလည်း ကိုလေးလေးတန်းလုံးကဘဝနေခဲ့ရတာလေ။ဟောဓမ္မတုဒ္ဒရှင်စေကိနဆရာတော်ပြောလိုက်ပေါ်အလောင်းလေး။ဆရာတော်အလောင်းလေးရာတောင်မှလေးတန်းလုံးကသူ့ပတ်ဝန်းကျင်သူ့အတိုင်းဝိုင်းမှာဒုက္ခရောက်မဲ့သူတွေကိုစွန့်နိုင်သမျှကူညီခဲ့သေးတာပဲ။ကြည်စံကလေးတဘာဝသူများတွေအော်မောင်းထုတ်နွားကိုအပြော်အန္တရာယ်ရှိတာကြီးကိုအပြော်လျှောက်ကစားနေတော့အန္တရာယ်ရှိမှမသိတဲ့အရွယ်မှာတောင်မှအပြော်အပန်းတွေအဲ့တို့ကစားနေအန္တရာယ်ရှိတယ်ဆိုတဲ့အသည့်လေးရင် ကိုအန္တရာယ်လွတ်အောင်ရှောင်နိုင်ပေမဲ့လို့အန္တရာယ်လွတ်အောင်မရှောင်နိုင်တဲ့သူတွေကိုစောင့်ရှောက်ကာကွယ်ပေးမယ်ဆိုတဲ့စိတ်ဓာတ်မျိုးများရှိကိုမိသားစုထဲမှာလည်းကိုလိုအာမတန်လို့အားငယ်နေတဲ့သူတွေရှိတယ်။ကိုဆွေမျိုးသားချင်းထဲမှာလည်းကိုလိုအာမတန်လို့အားငယ်နေတဲ့သူတွေရှိတယ်။ကိုရက်ကိုရွာကိုမျိုးကိုဆွေကိုမျိုးကိုအတိုင်းဝိုင်းကိုပတ်ဝန်းကျင်။အိုးကိုနိုင်ငံကိုကိုပါကြီးမှာကိုလိုအာမတန်လို့အားငယ်နေတဲ့သူရှိတယ်။အဲ့ဒါတွေကိုကိုနိုင်တော်မြတ် စောင့်ရှောက်ပြီးဘလောက်ကောင်းမလဲဘုံမုံတို့သူတော်ကောင်းဖြစ်ချင်တဲ့သူအနေနဲ့သူတော်ကောင်းဖြစ်အောင်အဲ့ဒါလို့ကြင်ညာပါလို့ပြောချင်တာပါကိုစွမ်းနိုင်လို့မြတ်ကိုစောင့်ရှောက်ပါအာရှင်ဘုရားအဲ့လိုဆိုရင်တပည့်တော်တို့ကနမအလာစောင့်အောင်မယ်အဲ့လိုမဟုတ်ပါဘူးနမဂျူကန်ရမယ်အဲ့လိုမဟုတ်ပါဘူးကိုပံဝချင်းကိုအတိုင်းဝိုင်းမှာအဆင်မပြေတဲ့သူတွေကိုပြေးသလိုကိုစွမ်းနိုင်တဲ့လောက်ကလေးစောင့်ရှောက်ပြီးပါကိုအတွက်အလွန်စိတ်သက်ပြီးကောင်းတဲ့ကောင်းလာတယ်လို့ ကိုယ့်အကြောင်းပြုပြီးသူများတွေလည်းဒိဋ္ဌခအန္တရာယ်ဆင်းရဲကလွတ်မြောက်ပြီးကောင်းမွန်ချမ်းသာရပါလေအဲ့ဒါသူတော်ကောင်းစိတ်တတ်ပါဘုရားလောင်းသူတော်ကောင်းတွေလည်းဒီတိုင်းကျင့်နေတယ်မိမိတို့တို့လည်းဒီတိုင်းကျင့်တော့အားဖြင့်သူတော်ကောင်းအစ်စ်ကြီးတွေဖြည့်ပြီးသူတော်ကောင်းတွေရရှိနိုင်တဲ့သူတော်ကောင်းအစ်စ်ကြီးတွေရရှိနိုင်တဲ့ကောင်းမွန်ချမ်းသာတွေရရှိပြီးတော့ဘဝမှာအထက်တန်းကြကြမျက်နှာပန်းလှလှနေနိုင်ထိုင်နိုင်ပြီးနိဗ္ဗာန်တိုင်ထိစံဝင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်တည်း